မင်္ဂလာပါရှင်စပတ်ဒေးလီလိုက်ချန်နယ်မှာပြန်လည်ကြိုဆိုပါရစေမိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မြတ်တာပို့ပါရရှင်ဒီနေ့တော့ကျမစိုက်မိတဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြချင်ပါတယ်ဆရာချစ်ဦးညိုရဲ့မိမိသားတိုက်စစ်မှုဘောလုံးသမားဆိုတဲ့ဝတ္ထုလေးပါမြတ်တာရက်ခံချင်တာကတော့ကျမတို့ရဲ့စပတ်ဒေးလီလိုက်ချန်နယ်လေးကိုလိုက်ခံ Subscribe လေးလည်းလုပ်ပေးပါဦးနော်မိမိသားတိုက်စစ်မှုဘောလုံးသမား ခိုးဟူသောတခဲနဲ့អော်တောင်ကြားလင်ပင် အမလေးတာကအထိတ်တနံ့ဖြစ်သွားတတ်သောကျမ၌တားလီတယောက်ရှိပြီးထိုတားလီမှလည်းရှေ့တန်းတိုက်စစ်မှုဘောလုံးသမားတယောက်ဖြစ်နေခြင်းမှာလောကရဲ့လှပပြည်သောလှည့်စားချက်ပြပြလာမသိအားကစားဆိုသောအရာဝကျမသည်စိတ်လဲမဝင်စားစိတ်ဝင်စားကောင်းမလဲမသိအာဖရိကတောနယ်ထဲမှာကပ်ပလီတူးသည်မျက်ဝင်ရိုးစမပူလာဝဝန်တကောင်အကြောင်းဘာမှတွေးမိခြင်းမရှိနိုင်သလိုကျမ၏အတွေးအကြံလှူရှားမှုမှန်သမျှဒဲ၌ အာကစားဆိုသောကံတာမပါရှိခဲ့ပြီအာကစားစိတ်သက်အာကစားဖြင့်တိုင်းပြည်လူမျိုးကိုမြင့်တင်အအဆရှိသောစကလုံးတွေကို ကြားနေရတော့လေတစ်ချက်ကလေးမှကျမစိတ်ဝင်စားဖို့မဆိုထားနဲ့အတွေးစိတ်ကိုတည့်ရောက်ချင်တာမရှိခဲ့ပြီအဲ့ဒီလိုမိမသားတူမှမှထူးချွန်သောဘလုံးသမားသားတယောက်ကိုရရှိလာခြင်းမှာအတော့ကိုကြွားကြသောကိစ္စဖြစ်လေသည်သို့သောတာဤအောင်မြင်မှုတွေကိုကျမအတိမတ်မပြုဝဲမရတော့အောင်ဖြစ်လာ၏ ဧကန်ကိုကြမွေးတစ်ချောင်းဖြင့်ကျမရှင်းလင်းတန့်စင်ရမှာပြီးရှိုးကေ့စ်တွေကတားရထားသောစုဖလားများတစိမ့်များနယံထက်မှဘောလုံးပိုက်ထားသောတားရီဓာတ်ပုံများ စုတစိမ့်လက်ခံရယူနေသောဓာတ်ပုံများကိုကျမအသေးအချာဂင်တွေတန့်ရှင်းပြရတော့သည်တားရီအကစားဝတ်စုံများကိုရှော့ဖို့မိဘူးတိုက်ရာတွင်လည်းသမီးချင်းနှင့်လှုပ်ပေးမထားတော့ပေကျမကိုယ်တိုင်ဝင်လှုပ်ရှားဖြစ်သည် နိုင်ငံခဲ့ပြီးတော့မှလည်းကျမနဲ့အိမ်ဦးနဲ့တို့တွင်ဆောင်ထားသောအိမ်သုံးစီးများကိုတော်ရကြောင်တွင်ပြောင်းရွှေ့ကတာအတွက်လိန်စီအာစီပလင်များဘူးများကိုသာစီရီနေရာချပေးဖြစ်လာသည်သမင်းစားစပွဲပေါ်မှာလည်းကျမတို့၏ထညက်ပလင်စတုမတူပလင်များနေရာမှာတာအတွက်တစ်တီးဖြော်ရီမိုင်လိုဟောလစ်ဘူးများက နေရာယူလာသည်တခုတော့ဝင်ခံရပါမည် ကျမဒါတွေကိုလုံနေခြင်းမှာတားဟုချစ်တော်မိခင်မြတ်တာအကြောင်းရင်းကံတစ်ခုလဲကြောင့်ပဲဖြစ်၏တားဤအားကစားကိုကျမအားပေးဖြည့်ဆွမ်းခြင်းမဟုတ်ရေးချမဟုတ်ပြီဟိုဟာတာပုံမြင်လေးတဲကမိမကြီးပြောသလိုပင်ဘောလုံးလေးရတစ်လုံးနဲ့လူတွေကအယောက်၂၀လောက်ဝိုင်းလူကန်နေကြတာ哦တယောက်တစ်လုံးစီပေးလိုက်ပြီးရောကွယ်ဆိုတော့အဆင်မျိုးထက်ကျမမပို့ပြီတီများပင်ကျမဒီအားကစားဆိုတာနဲ့ဝေးကွာသူဖြစ်ပြီ sportman spirit ဟူသောစကလုံးကိုတည်ပါသည် သို့တော်ဒါဝုဆက်လက်တွေးတော့ကိုကျမဘယ်တော့မှမကြိုးစားခဲ့။အာကစားဆိုတာလူတယောက်ရဲ့ဘဝဖြစ်တည်ရှင်သန်ရေးမှာလိုအပ်သလား။ဘလောက်တိုင်းတာဒီလိုအပ်တယ်လဲ။တိုင်းပြည်လူမျိုးကုန်ကိုအာကစားနဲ့မြင့်တင်နေဆိုတာဘလို့ပါလိ။ကျမမတွေးတတ်ရုံအမှန်ဖြစ်။တခါတခါတော့တာယီမိခင်အနေနဲ့ကျမအစွမ်းရှိသလားတွေးကြည့်မိနေသည်။ကိုပေါ့ထဲဘောလုံးဝင်အောင်သွင်းနိုင်တာ။ခီးဝေးကြီးကိုပြေးပြီးရှေ့ဆောင်ကပန်းဝင်သွားတာ။တန်လုံးတန်များဆိုတာကိုအဝေးကြီးရအောင်ပြစ်နိုင်တာ။ ထုတ်ရှိခြင်းနဲ့ထောက်ခုံပြီးတစ်တန်းတန်းအမြင့်ကြီးလွတ်အောင်ခုန်နိုင်တာ ပုံစံအမျိုးမျိုးနဲ့ရေကူးနိုင်တာအင်းဒါတွေလုံနိုင်တော့ဘာဖြစ်လာမှာလဲစစ်မှန်သောပြိုင်ဆိုင်မှုသည်တိုးတက်မှုမွေးဖွားပြီးတဲ့လူသားတို့ရဲ့တန်တန်ကိုနိုင်ကပြင်လင်းအားပြိုင်မှုနှစ်ချိုက်တတ်ဤတဲ့ဒီအဆိုမင်းတွေကိုလည်းကျမစောရကမတက်ချင်ပါအင်းဒါပေမဲ့ရုတ်ခန္ဓာယူရရှိလာပြီးကလေးကအတွင်းပြင်အာယတနာတွေနဲ့ပြိုင်ဆိုင်ကြပြီဖြစ်တဲ့ဘဝကြီးမှာ အားပြိုင်လွန်ဆွဲမှုတွေကိုထပ်ပြီးရှာကြအောင်ပါနဲ့လားထားပါတော့ဒီကျမဒီအားကစားနဲ့ပတ်သက်လာရင်နာလပင်းတို့မိမသားတယောက်သားဖြစ်နေသည်အင်းဒီလိုမိခင်မျိုးမမဒီလိုသားတယောက်ထွန်းပေါက်လာတယ်ဆိုတာကတော့ရက်ခွက်အတွင်းလမ်းအတွင်းအပြေးပြိုင်ပွဲဘောလုံးပွဲများမှာတားလေးစုတွေဆက်ရပြီဆိုကြတဲ့အကျမရင်ဖို့ရတော့ဤတားရဲ့မတော်တဆလဲပြူပြီးကျိုးပဲ့သွားမှ ဖြင့်ကျမတိတီမှာဒါပဲဖြစ်သည် ကျောင်းလက်ရွေးစဉ်ရက်ွက်လက်ရွေးစဉ်မြို့နယ်ခရိုင်စသည်ဖြင့်တားသည့်အသက်အရွယ်နှင့်အမျှတစတစတက်လာ၏။တားဤဝါဒနာနှင့်ထူးချွန်မှုကိုမြစ်တိမိခင်ကကန့်လန့်ဖြန့်နိုင်ပြီလေ။ကျမမှာစိုးရိမ်စိတ်တွေကိုပွေပိုက်ထားရင်းကားဖြင့်တားဤပျော်ရွှင်မှုကိုကြည်နူးခြင်းတဝက်စိတ်မပါခြင်းတဝက်ဖြင့်ခွင့်ပြုရတော့၏။တားတို့အဖေကကျမကိုပြောတတ်ပါသည်။ဟေးမင်းဖက်နေတဲ့ဆောက်ထဲကနတ်ရှင်တော်ဟာကူလီရိုက်ကစားနည်းမှာချန်ပီယံတယောက်လေကွာ။မင်းရဲ့ကြော်စားဆိုတာရော။ ကြီးသားရရင်နဲ့စစ်ထတိုက်ခဲ့တယ်မဟုတ်လား။ယောက်ျားတယောက်ရဲ့ကိုယ်စိတ်ကြံ့ခိုင်မှုမှာစပုတ်တစ်ဟာအရေးပါတဲ့အခန်းကဏ္ဍကွာ။အကိုကြီးကကဘာကျော်မြမကျော်အကစားသမားတွေကိုတတိကြီးရွပြ၏။ပေါ်ပီဘိုး၊ဦးစီးပီယို၊ပီလီ၊မာရာဒိုနာ၊ဘက်ကီယို၊ဘဟာဒူ၊အေးမောင်ကြီး၊လှထီ၊စတိုင်၊ကျော်မင်းမသည်တန်တူအောင်မျိုးလှိုင်ဝင်မောင်မောင်ဦးဝင်းအောင်တန်းဝီဇော်ဝဲနိုင် မိုဟာမက်အလီကွာအိုဂျေဆင်ပဆင်ကွာပြီးတော့ရော်ကီမာစီယာနိုမိုက်ကယ်ချန်မြအီးတမောင်နီဂျနီဖာတင်လီခင်ခင်ထွေးမမမင်းကိုကြီးကိုစကားပြိုင်ပြောဖို့အင်အားလည်းမရှိဝါသနာလည်းမပါတော့ကျမသည်စာဆောင်အချို့ကိုထုတ်ပြလိုက်၏မိုနီကာဆဲလက်စ်တင်းနစ်ကွင်းထဲမှပင်ဓာတ်တုခံရခြင်းစတက်ဖရီဂရက်ဤဖခင်ကြီးအခွန်ရှောင်မှုဖြင့်တရားစွဲခံရခြင်း ဘောလုံးသမား Escobar တနက်ပြစ်ခံရခြင်းတည်င်းများထူစားဆောင်များတွေပါရှိ။ကိုကြီးရဲ့စားဆောင်များကိုဖတ်ပြီးကျမကိုကြည့်ကမင်းကငကိုကလေးအမအားကစားနဲ့ဒုံးဝေးရတဲ့အထင်တားပေါ်စိုးရင်စိတ်တွေကလွန်ကဲနေတာ哦။မင်းတွေအားကစားကြောက်စိတ်ဆိုပြီးဖိုဘီယာဝေါ်ဟာရာအစ်တစ်ခုထွင်ရမလို့ဖြစ်နေပြီဟုဆို၍တား training ဆင်းနေရသူထွက်သွားတတ်လေသည်။ကျမကတော့တားပြန်လာရင်ရေချိုးဝေးရင်နှွေးတဲ့ရင်လိန်စေးဘူးတွေထုတ်ရင်နွားနို့ကြိုရင် တားလီဘေးမတိရံမခရှိပါစေလို့မြတ်တာဖို့ဆုတောင်းနေမိ၏ဆုတောင်းဆိုလို့သာကျမတတိထားမိဒီမှာတားလီရဲ့အဖွဲအသင်အနိုင်ရပါစေဟု ကျမတခါမှ ဆုမတောင်းဘူးကြောင့်မှတ်ရလိုက်၏တဆက်ထဲတွေးမိဒီမှာတားဤအောင်မြင်မှုအတွက်လည်းကျမတခါမှဂုံယူဝမ်းမြောက်ခြင်းမရှိခဲ့ဟုသောအချက်ပင်ဖြစ်၏အစနေတဲ့အချစ်တက်လာတယ်ကိုက်စစ်မိုးနှစ်ယောက်အဖြစ်ထားတယ်နော်ဖီဖီအေးကွာ ဒါပေမဲ့ Manchester United အချိန်မှာသူတို့အတော်ကြိုးစားအားပြန်ရနိုင်မယ်။ United ခံစစ်ဟာတစ်ချိန်တည်းမှာထိုးစစ်အကွက်ကိုဆင်ပြီးနိုင်တာ။အခုတိုင်းကတော့ Premier League ပွဲစဉ်မှာ6သင်းလောက်ကအပြားရိုင်းမယ်ပြပြရဲ့။96မှာတော့အဖြေတွေတမျိုးထွက်လာမယ်ထင်တယ်။ချီချီထားဟိ။နောက်တန်းလူတွေကိုဖိအိုပြဲဖြစ်အောင်လုပ်နေတာတွေ့လား။ကွင်းလေကိုပြန်ဆင်းအောင်ပြည့်ရဆင်တာပဲ။ကိုရှိမှဟင်းလေးဖြစ်သွားတာနဲ့နှစ်ဆင့်ပေးလောက်နဲ့ပဲကိုသွဲမှာတွေ့လာกว่าတာ။ ပရီးမီးယားလိဘောလုံးပွဲများလာတော့စနေနေ့နေ့လယ်ပိုင်းဆိုရင် TV ရှိမှသူတို့သားဖနှစ်ယောက်အတန်ဖြင့်ပွက်လောညံနေတတ်သည်သူကိုယ်တိုင်ကအားကစားသမားမဟုတ်တော့လေဘောလုံးပွဲကိုအသေးလေးစိုက်တတ်သောကျမ၏ခင်မွန်းသည်တကယ်ဝိုင်းရင်ပြိသက်ဖြစ်၏သူ၏ဝိုင်းရင်ပြိသက်အမြင်သည်တအားအတွက်ကြီးစွာသောထောက်ပံ့ဖြစ်စေသည်ဟုလည်းသူယုံကြည်လေသည်အကိုကြီးတီသူဤကိုပိုင်သုံးစိတ်များကိုရှော့ချကတားအတွက်အာကစားစာဆောင်များအာကစားပစ္စည်းများဝယ်ပေးခြင်းဖြင့်လည်းတိုက်ရိုက်အားဖြည့်ပေးတတ်၏ ထိုအခါဖခင်ဖြစ်သူ၏ကိုရော စိတ်ပါမြေတော်မြောက်အားပေးမှုခံယူသည်ရှိသောသားသည်လေပို၍ပို၍သာတက်ကြွလာတော့သည်သူတို့သားဖကိုကြည့်ပြီးမှမှသာယဉ်တမမှာ TV ပေါ်လုံးဝဲများကြည့်နေကြသည့်သားဖအတွက်ကော်ဖီသွားချပေးစဉ်မျက်နှာလွှဲထားသည့်ဂျာမအမှုမဲ့ကြည်လိုက်မိသည့်ခဏဘောလုံးသမားတယောက်ဖွေကနေလဲကြထန်းစင်နဲ့ထုတ်သွားတာမျိုးမြင်လိုက်ရပြီဆိုရင်တော့ကျမရင်တုံပန်းတုံဖြစ်လာကသွေးစည်းသွားတောက်ယူပါ၏ တို့သားဖားတော့ထန်းစင်ပေါ်ပါသွားသူထန်းစိတ်မရောက်ပက်နေဒီမပေးတင်ဘူးဖြစ်ဖြစ်ရဲ့ဒါပေါ့ကွာဟိုကောင်ဒူးရှိထုတ်ပြီးခုံလာလဲကြည့်အောင်မှာပေါ့ body force နဲ့ကစားကြတာပဲတွေ့လားကပတင်ကဒိုင်းလူကြီးစီမှာ complaint တက်နေပြီဟောကပတင်ကအဘာခက်ပြလိုက်ပြီဖြစ်ဖြစ်အင်းဘာပဲဖြစ်ဖြစ်ကြည့်ကောင်းပြီပေါ့ကွာအချိန်ဆက်နှစ်မိနစ်ပဲကြာတော့တာကွာအခုယူကိုတခုခုပြောမှဖြစ်တော်မည်ဟုကျမဆုံးဖြတ်လိုက်ပါသည် အာဆာနေသူရဲကောင်းမိခင်ဆိုတဲ့ဘွဲကိုအမေရိကမလွဲတာလို့ခိုင်မလဲရတာပါကိုကြီးဖြစ်နိုင်ရင်အမေရိကသူတို့ရဲ့သားတွေကိုရင်ဥပကွာပဲထားကျင်ကြတာပါဘယ်မိခင်မှာသူတို့ရဲ့သားကိုစစ်နေပြင်းရှိရမလွတ်ချင်ကြပါဘူးအာဆာနေသူရဲကောင်းရဲ့မိခင်ဆိုတဲ့ဘွဲကြီးကိုလည်းသားရဲ့အသက်သွေးနဲ့လဲပြီးမပိုင်ဆိုင်ချင်ကြပါဘူးမတက်တာလုံးလို့သာပါဖပူတော်ဝိထုတပုတ်ထဲမှာစကားချို့ကိုးကားပြီးကျမရေရွတ်ပြလိုက်တော့ခါတာကြီးပြပြဒီကျမကိုအထူးဆန်းလို့ရင်းကြည့်နေ။မင်းဘာလို့ပြောနေတာလဲ တားကအခုမြို့နယ်လေရွေးစင်ဖြစ်လာပြီလေပြီးတော့ရှေ့တန်းတိုက်စစ်မှုတဲ့ဘောလုံးတစ်သင်းမှာဒီလိုနေရာဟာအင်မတန်အန္တရာယ်ကြီးတယ်မဟုတ်လားပြိသက်ထောင်တောင်းကတားကိုလက်ခုပ်ဩဘာတန်နေနဲ့အားပေးနေချိန်မှာကျမကတော့တားလေးတစ်ခုကိုထိခိုက်သွားမှောက်လို့တစ်ချိန်လုံးပူပန်နေရတယ်စိတ်ပြက်စွာသူကျမကိုကြည့်ပြီးချုပ်မှုပေါင်ကွာခုသားရဲ့ထူးချွန်အကြောချားမှုမမြင်နိုင်မဲ့တစ်ဖက်ကလှည့်တွေးနေတဲ့မိခင်မျိုးမိဟာအနှိဋ္ဌာယောအမြင်နဲ့အနှိဋ္ဌာယောအမြင်မဲ့ပြောပြောအန်ဒရေချားကပေါ်ပေါက်လာတဲ့ထူးချွန် ကြော်ကြားမှုကျမအရသာမတွေ့တာအမှန်ပဲ။အိုးသားအတွက်ကွန်ပျူတာမယူတာတွေကိုပြောတာမဟုတ်ဘူး။သားအတွက်စိုးရိမ်တာ။ဟာမိမရဲ့မင်းလိုသားဆိုရင်တိုက်ပွဲတို့အခက်ခဲတို့ယောက်ျားကောင်းတို့ဆိုတာတွေပေါ်လာစရာမရှိတော့ဘူး။ခက်ပါကွာ။ဒီစကားများတောက်ကိုတော့မပြောလိုက်ပါနဲ့မင်းရဲ့ယူဆကတားရဲ့တိုးတက်မှုကိုနောက်ဆန်တင်အောင်လုပ်နေသလိုဖြစ်နေပြီ။တားကိုချစ်တဲ့စိတ်နဲ့မှကျမတားကိုမပြောဘဲကိုယူကိုပြော့ပြနေတာပေါ့။တားကိုတိတ်တိတ်မြောက်မပေးပါနဲ့လို့ အမေမြင့်သားငါမြောက်ပေးစရာမလိုပဲသူ့ဘာသာသူပါရမီထူးချွန်တဲ့ဘောလုံးသမားဖြစ်နေတာဗျာအကိုကြီးကနန်းရံပေါ်မှာသားဘောလုံးပိုက်ထားသောဓာတ်ပုံကိုတစ်ချက်လှမ်းကြည့်ပြီးပြော၏မင်းအတွေးလွှဲနေတယ်အတွေးခေါင်းနေတယ်အမှန်ကသားရဲ့တောက်ပြောင်တဲ့အနာဂတ်တွေငါတို့ကတခြားအရေးကြီးတဲ့အချက်တွေနဲ့ဆုံးမသတိပေးရမှာတွေးနိုင်တဲ့အန်ဒရီကိုကြိုတွက်ပြရမှာမင်းပြောတဲ့အန်ဒရီမျိုးမဟုတ်ဘူးဖန်ဒရီနဲ့ဟင်ကိုကြီးကျမပူရင်းစူရင်သွား၏ ထူးချွန်တဲ့အင်္ဂစားသမိုင်းလိုလိုမှာတွေ့ရကြုံရတတ်တဲ့ဟာတွေပေါ့ဥပမာတကူကောင်းဆန္ဒမျိုးပဝင်မျက်နှာမျိုးအသေးအဖွဲ့စိတ်မရှိဘဲငါမငါဆိုတဲ့အတ္တကြီးမားလာတာမျိုးအင်းနောက်တစ်ခုကလောင်ကစားဆိုပါတော့ဘလုံးလောကတွင်ရှိတတ်သောလောင်ကစားခြင်းများလက်အပေးယူများအကြောင်းကိုရဆက်ရှင်းပြသည်ထူးချွန်ကြောချားမှုအသုံးချတတ်တဲ့မတ္တမာသူတွေရှိတယ်ငွေကြေးစည်းစိမ်အခွင့်အရေးတွေနဲ့ဖြာယောင်းသွေးဆောင်ကြတယ်အခရီးတရားတွေရှိတယ် ဒါတွေကိုငါတို့သားရှောင်ရှားနိုင်အောင်တောက်ခံနိုင်အောင်တုံတင်ဆုံးမရမယ်တကယ်အန်ဒရယ်ဆိုတာအဲ့ဒါလေးကွာအကစားသမားကောင်းရဲ့ဖြူစင်းတဲ့နှလုံးသားနဲ့တကွဘဝတစ်ခုလုံးကဖြက်စီးမဲ့ဟာတွေပေါ့မင်းစိုးရင်တင်တာအဲ့ဒီအပိုင်းကွာဖះဖះသူပြောပြတော့မှပြင်တားလိရှိခီးမှမမြင်နိုင်တော့အန်ဒရယ်ဒီရှိနေသေးကြောင်ကျွန်မသိလာရတော့သည်အကိုကြီးကအကစားလောကရှိလောင်ကစားမှုများအကြောင်းကျွန်မကိုအသေးချာရှင်းပြ၏ ရိသတ်ချင်းချင်းလောင်းကြီးပရိသတ်နဲ့အာကစားသမားဒိုင်လူကြီးနဲ့ပရိသတ်အသင်းဖွဲ့ချင်းနားလည်မှုဒိုင်လူကြီးနဲ့လောင်းကစားသမားအလိုလေးလေးရှုပ်ထွေးပွေလိနေသောလမ်းကြောင်းတွေလမ်းကြောင်းတွေ များလှပါကလားအကိုကြီးကစကားတခုလေးနဲ့ဆွာဆို၏အဆုံးသက်သည်ထိုသားလေးကအခုဆိုရင်ကို့အသင်းအတွက်ဂိုးအများဆုံးရအောင်ဂိုးသွင်းနိုင်တဲ့တိုက်စစ်မှုဖြစ်နေတယ်ဘလုံးစကားနဲ့ပြောရရင်ခြေလဲပြင်းတယ်ရတဲ့အခွင့်ယူလဲသုံးချတတ်တယ် ်ခေါင်းတိုက်လဲကောင်းတယ်တစ်ဖက်သေးနောက်တန်းကိုလည်းထိုးဖောက်မွေးနောက်နိုင်တယ်တက်စစ်မူကောင်တယောက်ရဲ့ရည်သွေးအတော်များများနဲ့ပြည့်စုံတယ်ပေါ့ကွာအင်းတို့များသူ့ကိုတရီပေးဆုံးမရမှာကတိုက်စစ်မှုတယောက်အနေနဲ့အာကစားလောကရဲ့မလူလိုက်တဲ့အန်ဒရယ်ဒီအဖြစ်အစည်းတွေကိုဘလို့ကောက်ပဲဘလို့ဖြတ်ထုတ်ရမယ်ဆိုတဲ့ခံစစ်ပဲအခုဒီစကားအဆုံးနဲ့ဒီမှာခေါင်းထဲသို့ရောက်လာတော့အတွေးမှာအာဂရိတရား၄ပါးဟူသောအရာပင်ဖြစ်၏။အော် က်လုံကောင်းခြင်းဆိုတဲ့စကားရဲ့တကယ့်အနက်အသေးပဲကိုတာလီသဘောပေါက်အောင်ကျွန်မရှင်းပြရပြီဦးမီတာတို့အသင်အုပ်စု ပထမရခဲ့ကဖိုင်နယ်ပွဲများသို့တက်ခဲ့ပြီဟုဆို၏တာသည်စေရောကိုပါဘော်လုံး၌နှိမ့်ညွတ်ထားခဲ့၏ဖေလို့သူကလည်းတာနှင့်အတူအချိန်ပြည့်လိုက်ပါပေးနေသည် ထို့ကြောင့်ရှုံးထွက်ပွဲစဉ်အဆင့်ဆင့်များတွင်လည်းတားတို့အသင်အနိုင်ရကနောက်ဆုံးဘောလူပွဲသို့တက်ရောက်သွားလေသည် ကျမဒီအိမ်မနေ၍သူတို့သားဖတ်ပြန်ရောက်မိအချိန်ကို ရှင်တထိတ်ထိတ်ဖြင့်စောင့်နေမိ။ထူဆန်းသည်ကတားတို့တင်ပိုးဆွဲပါစေဟုကျမဆုမတောင်းစဘူးဆုတောင်းနေမိခြင်းဖြစ်လေသည်။ချိုးပန်းအားထုတ်မှု၏အသေးပွင့်ဖြစ်သောအောင်မြင်မှုကိုတားလေးခံစားစီလိုပြီသည်။ဘို့ရွယ်ဖြစ်သည့်အလျောက်သူတို့မိကုံရန်ကုံကစားကြတော့မည်မှတည်ကြသည်။တားသည်အကောင်းဆုံးအနေထားဖြင့်ပွဲဝင်ရန်အသင့်ဖြစ်နေကြောင်းအကိုကြီးကပြောပြ၏။ ဘယ်တော့မှနဲ့မတူအောင်သားသည်သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိနေသည်ဟုလည်းဆို၏ကိုသွင်းချန်ပီယံဟုသောပရိသတ်ကပေးသည့်ဘွဲဖြင့်သားလေးရှင်ပြိုင်တော်မူဖျားဖျားအကိုကြီးတတိပေးဝေဖန်ထားတော်လဲသားအတွက်ကျမမဆိုးရိမ်မနေနိုင်ပြီ။ ရေကုံရေခမ်းကစားကြသည့်ပွဲမျိုးဆိုရင်တစ်ဖက်အသင်းကစားသမားများသည့်တိုက်စစ်မှုချန်ပီယံကိုဥပဒေပေါင်းအတွင်းမှဖြစ်စီပြင်ပမှဖြစ်စီအနာတရားဖြစ်အောင်ဆက်ကစားနိုင်အောင်ချိုးတက်ကြသည်ဟုကျွန်မကြားဘူးသည်တာဒီသည်တို့တို့အတွက်ကျောင်းဆရာအကောင်ဆုံးတိုက်စစ်မှုဖြစ်နေသည့်အတွက်တောင်းဟုချိုးဖို့သူတို့ဖျားရှင်နဲ့တမာဒီဝနတ်မြတ်များဆောင်မတော်မူပါ။တာလီဘီအန်ရဲ့ကင်းရှင်းပါစီ။တအားတို့အသင်အနိုင်ရပါစီ။ ည၈နာရီလောက်မှတားဖပြန်ရောက်လာကြသည်။တားတို့တင်ဘိုးဆွဲကြောင်းနှစ်ကိုးစီတည်ကြနေရမှအနိုင်ကိုကိုတားကတွင်းယူခဲ့ကြောင်းတားသည် အကောင်းဆုံးအားကစားသမားစုကိုလည်းရခဲ့ကြောင်းကျမညနေရပင်တည်င်းရခဲ့ပြီးဖြစ်၏။ဂုံပြုတ်အခန့်ပွဲတစ်ခုတက်နေရ၍တားတို့ညမှပြန်ရောက်လာခြင်းဖြစ်သည်။အခန့်ပွဲမှာဘာတွေကြွေးမလဲမသိ။ ကျမမူသားအတွက်သူကြိုက်သောချက်ပေါင်းမြူဆွမ်ပြုံးနှင့်အကိုကြီးအတွက်ကော်ဖီပေါင်မုန်းခင်နှင့်ကျဲဥတို့ကိုပြင်ဆင်ထားပြီးအိမ်ပေါင်းမှစီကြုပ်ခဲ့၏။တားသည်ဘေးမတည်ရမခပဲအောင်ပွဲနှင့်အတူ ပြန်လာခဲ့ပြီ။ဝမ်းသာကြည့်နုမှုဂုံယူအားတက်မှု။အိုးတားအတွက်ခံစားနေရသော ပီတိတော်မနတဝေဒနာများအတွက်ကျမစကလုံးရှာမရပြီ။မမေးဟုဩခေါ်ကတားသည်အသင်ဖွင့်ထားသောကျမ၏ရင်ခွင်နှင့်သူပြေးဝင်လာ၏။ ချစ်လက်တန်စွမ်းသောသားကိုတပွေးတပိုက်ကြီးဖက်ထားရင်ကျမမျက်ရည်တွေလဲလာ၏။ဂိုင်းအမေကြီးကမျက်ရည်ထင်းစားစရာတွေလုပ်ဟိ။မင်းသားကအဲ့ခံပွဲမှာတစ်ချိန်လုံးအိမ်အမြန်ပြောင်းချင်လှပြီးမမေကိုတွေ့ချင်လှပြီးနဲ့တဖွာဖွာပြောနေတာ။ကိုကလည်းမင်းဖြော်တဲ့ကော်ဖီပဲသတိရနေတာကလား။တမင်းစားစပွဲတွင် ကျမတို့မိသားစုဝိုင်းထိုင်လိုက်ကြ၏။တမီးကြီးကသူ့မောင်အတွက်ဂုံပြူလက်ဆောင်ကိုတကူးတကရွှေစက်ကူဖဲပြားဖြင့်ထုတ်ပိုးချီနှောင်နေသည်။ ဖီဖီตาပြောရတော့မလားအေးပြောတော့လေကွာအတိုင်ဖောက်လို့နေတော့ตาဖာနေရကိုနားမလဲနိုင်စွာကျမကြည့်လိုက်ตาผ่านเนี่ยเอาลงเลเน่ตีจีနေจ้าดีหูจม่าทินบีดิเมมี่โอตาပြောเสียอย่างရှိတယ်ညဆွမ်းရတောက်လိုက်ပါအောင်ကွယ်ဟင်ခုပဲပြောမှဖြစ်မှာဖိဖီကိုတော့ပွဲပြီးပြီးချင်းตาပြောပြီးပြီးအဲ့ဒါမေမီကိုလည်းခုပြောချင်နေနားထောင်လိုက်ရေမီตาဤနုငယ်ရှင်လက်မျက်လုံးအိမ်များအင်ဒရီဖြင့်ရစ်ကျက်နေじゃ၏ ဒီနေ့ final ပွဲမှာ2-0စီဖြစ်နေတော့အချိန်ကလည်း10မိနစ်လောက်ပဲကျန်တော့တယ်မိမိရဲ့ဟိုဘက်ကလည်းတသင်းလုံးခန့်စစ်ပိတ်ဆို့ထားတယ်။တကွင်းလုံးလည်းအတန်ကြီးဟိတ်နေတာပဲ။ဒီအချိန်မှာတားပေါ်လုံးရလာတယ်။တားကြီးမိမိမိနားလဲအောင်ပြော။ဟုတ်ကဲ့ပါဖီဖီ။အင်းတားကသူတို့လူနှစ်ယောက်ကိုဖောက်ပြီးဘောလုံးဆက်တယ်သွားတယ်။သူတို့ကိုစီးနားကိုရောက်နေပြီ။ဘယ်ဘက်ကိုတားဆွဲယူသွားလို့သူတို့နောက်တန်းကတယောက်တားနဲ့ရှင်ပြီးလိုက်တယ်။ကျမအတက်နိုင်ဆုံးရုပ်ပုံဖော်ကြည့်နေမိသည်။ အဲ့ဒီလိုလှန်ရင်ဖြည့်ရင်ပေါ့မမီအဲ့ဒီနောက်တန်းကလူကတားတဲ့လူကောင်လဲကြီးတယ်အဖြက်လဲကောင်းတယ်နောက်ဆုံးကိုရှိရောက်နေတဲ့တားရဲ့တွဲဘက်တိုက်စစ်မှုစီကိုကောင်းတိုက်ဖို့တားဘလုံးပြေးမဲ့အလုံးမှာတားလဲကျသွားတယ်ဖျားဖျားတားလေးပါများဖြစ်တားလဲကျသွားတာနဲ့ဒိုင်လူကြီးရဲ့ခရံတန်ပေါ်လာတယ်မမီအဲ့ဒါကိုပြစ်တံပေါ်သတ်မှတ်တယ်ကိုစီအေရီယာထဲမှာဖြစ်တာမို့ဒိုင်ယာပက်နတီပေးတယ်ဒီပက်နတီပေါ်ကိုတည်ပြီးကန်ရတယ်ကိုသမားနဲ့တားနှစ်ယောက်ထဲပေါ့ သူ့ဘယ်ဘဲတောင်းနဲ့ตาအေးအေးဆေးဆေးပဲလှိမ့်ဘောကန်သွင်းလိုက်တာပဲအဲ့ဒါဟာအနိုင်ကိုပဲမမီအနိုင်ကိုရရှိပုံကိုပြန်ပြောရာ၌အဖဲကြောင့်ตาဤမျက်နှာနှင့်လေးတန်းသည်တက်ကြွရွှင်လန်းမှုမရှိဘဲအေးဆက်ချောက်တွေ့နေသည်နီကဲချန္နာငါဆက်ပြောမယ်အကိုကြီးကလည်းအေးဆက်ချောက်တွေ့မင်းသားလဲကြသွားလို့ရတဲ့ဗန်နတီကမရတဲ့နဲ့ဗန်နတီဖြစ်နေတယ်။တစ်ဖက်နောက်တန်းလူကရှော့ထိုးပြီးဝင်ဖြတ်တာပါ။ဘောလုံးကိုပဲသူဖြတ်တာ။ လူကိုလောက်တာမဟုတ်ဘူးဒါပေမဲ့သူဝင်တဲ့အချိန်တားတဲ့လာတဲ့အချိန်နဲ့ကြောင့်တားလဲကျသွားတာလူချတာလုံးဝမဟုတ်ဘူးကွာဒါကိုအမှန်တိုင်းသိသူကတားရေဟိုနောက်တန်းသမားလေးရေငါနဲ့ပြိတက်ရှုရေအင်းပြီးတော့ဒိုင်လူကြီးရေတခုခုကျမနားလဲလာတယ်လို့လူခံစားရ၏တားကပြောပါလောက်လေအနာတရားမရှိခဲ့ဘူးလူချခံလို့ပုံပြက်ပန်းပြက်လိမ့်သွားတာမျိုးလည်းမရှိခဲ့ဘူးဒါပေမဲ့ဒိုင်ကတော့ဒါကိုပန်နေတီတတ်မှတ်လိုက်တယ် ရှင်းရှင်းပြောရင်ဒိုင်ကပင်းပေးတယ်ပေါ့လို့မေဒိုင်လူကြီးရဲ့ခရီးသားဟာမတန့်ရှင်းဘူးလို့ငါအသေးချာပြောရတယ်ကဲတာဆက်ပြောမင်းမမေကိုမင်းကိုယ်တိုင်ပြောချင်တယ်ဆိုတဲ့စကားတွေတိုင်းဤမျက်လုံးများပကတိကြည်လင်းနေ၏အနိုင်ကိုတလုံးကိုသားကန့်သွင်းခဲ့တယ်မေမီဒါပေမဲ့ဒီဘော်လုံးကိုမကန်ခင်ကရောကန်လိုက်စင်မှာရောကန်ပြီးဂိုးဆိုတဲ့အတန်ကြီးထွက်လာချိန်မှာရောအိုးအခုမမေကိုပြန်ပြောချိန်အထိသားဒီဘော်လုံးအတွက် ဒီကိုအတွက်သားခြေတော်တွေကပြန်ရှက်နေမိတယ်။ကျင်သားရနေတဲ့ခြေတော်ကခိုးပေါက်တဲ့ဝင်အောင်တွဲနိုင်ခဲ့ပေမဲ့ဒီကိုအတွက်သားစိတ်ထဲမှာဘလို့မှကျင်သားရမှာမဟုတ်ဘူးမိမိ။သားကိုငေးကြည့်ရင်ကျမမျက်ရည်တွေလည်းလာပြန်ပြီ။အဲ့ခံပွဲမှာလည်းသားကဒီအကြောင်းကိုသူ့အသိအုပ်ချုပ်သူမန်နေဂျာနဲ့လူကြီးတွေကိုပြောဖို့စူးစမ်းခဲ့တယ်။ဒါပေမဲ့သူတို့တွေကဘိုးဆွဲလို့ဝမ်းတာနေလို့လား။ဒါကိုကြားဖို့မကြားချင်လို့ပဲလားမသိဘူး။ဘယ်သူမှသားပြောတာကိုအရေးတူမလုပ်ကြဘူး။ ဂုံပြုစုပေးပွဲတွေဆက်လုပ်ဖို့ဆွေးနွေးနေကြတယ်။နောက်ဆုံးတော့ငါအသားကိုဖြောင်းပြရတယ်။မိမိမိကိုပဲပြောပြကွာလို့။မိမိမိကိုပြောပြခြင်းဟာကမ္ဘာလောကကိုပြောပြခြင်းပဲလို့။အကိုကြီးကိုကျေးဇူးတင်စွာကြည့်မိနေ။တာကြီးမျက်နှာလေးကိုပူနွေးစဲချက်ပေါင်းမြူဆန်ပကံဤတလူလူလွင့်တဲ့ခိုးရှက်ဆဲအငွေများချာမှတွေ့နေရသည်။ဤခိုးငွေများသည်တာကြီးကိုရောင်ကိုပါများကိုကျွန်မမှတ်ထင်မိသည်။ မမြတ်ဖြူစင်သောသားမတရားမှုဖြင့်အနိုင်ရခြင်းကိုမလိုချင်သောသားဒိုင်းဤအခရိမကဲသောဆုံးဖြတ်ချက်ဖြင့်ရလိုက်သောအခွင့်အရေးနှင့် အနိုင်ရလက်ကိုမနှိမ့်မြို့သောသားကျင့်သားရနေတဲ့ခြေတော့ကခိုးပေါက်တဲ့ဝင်အောင်သွင်းနိုင်ခဲ့ပေမယ့်ဒီခိုးအတွက်သားစိတ်ထဲမှာဘလို့မှကျင့်သားရမှာမဟုတ်ဘူးမိမိတဲ့ကျမ၏သားလေးသည်သူ၏ကံညာဝရိယအလျောက်ပို၍ပို၍ထင်ရှားကြော်ကြသောဘောလုံးသမားတစ်ယောက်ဖြစ်လာခြင်းလည်းဖြစ်လာပြီညီ။ မြို့နယ်ပြည်နယ်တိုင်းနောက်ဆုံးတိုင်းပြည်လေရွေးစင်အထိဆိုပါစို့။ตาအတွက်ကျမရခင်ကလို့စိုးရိမ်ပူပန်ခဲ့ခြင်းများယခုအခါမရှိတော့ပြီ။ตาကိုအတော်အတန်ကျမစိတ်ချယုံကြည်နိုင်ခဲ့ပါပြီ။တိုင်းပြည်ကုန်းဆောင်အာကစားသမားစိတ်တတ်ဝိညာဉ်မြင့်မြတ်သောနှလုံးသားယောက်ျားကောင်းနှလုံးသားစသည့်ဝိတရဝိတေတာများဖြင့်ကျမမချဲ့ထွင်တတ်ပါ။အော်မိမိသား။ဘလုံးခွင်းထဲမှသာမက လူဘဝဆိုတဲ့ကွင်းကြီးထဲမှာပါဒီစိတ်တက်ကလေးကိုသားအစဉ်တစိုက်ပွေပိုက်သွားနိုင်ပါစေဟုကျမခလိုက်လေးပြင်းပြဆုပေးနေမိပါသည်အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးကို Like ခံ Subscribe လေးလုပ်ပေးပါဦးနော်။နှစ်သက်မြင့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မြတ်တန်ရက်ခံပါရရှင်။ကျေးဇူးတင်ပါတယ်ရှင်။